မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြောမပြထက်လောက်အောင်ကြီးမားတဲ့ကြေကွဲပွဲဖြစ်ရတဲ့မှာဝင်ရောက်ဆက်ဖက်ကူညီကြဖို့ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီရဲ့ဖမ်းဆီးအကျဉ်းချမှုခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့အတွက်လဲဗြိတိန်နိုင်ငံသားဖြစ်တဲ့သူသား Kim Harris ကိုကိုထိန်လင်းနဲ့တွေ့ဆုံဆွေးနွေးကြဖို့သူကတိုက်တွန်းထားပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံရဲ့အကျဉ်းသား2000တို့ကြုံတွေ့ရတဲ့အခက်အခဲအန္တရာယ်တွေအကြောင်းရေးသားဖော်ပြထားတဲ့သတင်းဆောင်မတစ်ပုဒ်ထွက်လာပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ခီယာစတမာကအခုလိုတိုက်တွန်းလိုက်တာပါအဲ့ဒီသတင်းထဲမှာအရသာတိခိုက်သိဆုံးမှုတွေဖြစ်ပေါ်စေတဲ့လေကြောင်းတိုက်ခိုက်မှုမြေပြင်ထိုးစစ်တွေကိုလည်းဖော်ပြထားပါတယ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုခေါင်းဖြတ်တပ်ဖြတ်မှုမရိမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်းဖော်ပြထားပါတယ်ဒီနေ့ဆော့ဆော့ပိုင်းမှာနိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီကလည်းဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုတဲ့သတင်းဆောင်မကိုသတင်းစာမှာရေးသားခဲ့ပါတယ် Conservative Party လူခွင့်ရေးကော်မရှင်ဥက္ကဋ္ဌ Tim Lawton ကလည်းမြန်မာနိုင်ငံအခြေအနေဟာ သတိပြုဖို့အချက်ပေးခလုံးနံမြည်နေပြီလို့ဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းအောင်မန်းမြို့မှာ၄.၅ပြေးအားရှိတဲ့ငလျင်တစ်ခုဒီကနေ့လှုပ်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဲ့ဒီငလျင်ဟာမြေအောက်တမန်ကျော်ကိုဗိုလ်ပြုတဲ့ဇောက်တိန်ငလျင်အမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။မနေ့ကဇွန်လ၃ရက်မွန်းလွဲတနားရီခွဲအချိန်မှာလဲ၄.၅ပြေးအားရှိတဲ့ငလျင်တစ်ခုကျိုင်းတုံမြို့အနီးမှာလှုပ်ခတ်သွားတယ်လို့အမေရိကန်ပြည်တော်စု ငလျင်သုတေသနအဖွဲ့ USGS ကထုတ်ပြန်ထားပါတယ်မေလ30ရက်နေ့ကလည်းတောင်ကြီးမြို့ကိုဗိုလ်ပြုတ်ပြီးတော့ပြင်းအား၄.၄ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်အောင်မန်းမြို့မှာလှုပ်ခတ်တဲ့ငလျင်ဟာပြင်းအား၄.၅သာရှိပေမဲ့ဇောက်တိန်ငလျင်အမျိုးအစားဖြစ်တဲ့အတွက်လှုပ်ခတ်မှုကိုလူအများသိသိသာသာခံစားရတယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်စစ်ကောင်စီဟာမေလအတွင်းရှမ်းပြည်နယ်နောင်ချိုမိုးကုတ်ကြောင်မဲမိုင်းငော့မိုင်းလုံ မန်းတုံမြို့တို့မှာ လေကြောင်းတိုက်ခိုက်မှု26ကြိမ်လုပ်ခဲ့တယ်လို့ PSLF TNLA တအားအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။ဒါအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု986ကြိမ်ဒရုန်းနဲ့ပုံကျတာက329ကြိမ်ရှိတယ်လို့လည်းဆိုပါရယ်။အစိတ်ငွေဘုံ134လုံးအုံပြုတိုက်ခိုက်ခဲ့တယ်လို့လည်းပြောပါရယ်။ဘလို့အမျိုးအစားအစိတ်ငွေဘုံဆိုတာကိုတော့ဖော်ပြမထားပါဘူး။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် နောင်ချိုမြို့မှာအရက်သား6ယောက်ကြောင်မဲမြို့မှာအရက်သား1ယောက်မန်တုံမြို့မှာနောက်ထပ်အရက်သား1ယောက်စုစုပေါင်း7ယောက်တိဆုံပြီးတော့တခြားလူ18ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကငလင်းလှုပ်ပြီးကြတဲ့အပြစ်ခတ်ရဆဲကြောင်း၄ချိန်အထိတက်တန်းတို့ထုတ်ပြန်ခဲ့တယ်လို့မြောက်ပိုင်းညီနောင်မှားမိတ်၃ဘွဲ့ကလည်း၃ချိန်အထိတက်တန်းတို့ထုတ်ပြန်ထားပြီးပါပြီဒါပေမဲ့စစ်ကောင်စီကမြန်မာနိုင်ငံနေရအနှံ့အပြားမှာနေတိုင်းဘုံကျဲနေတယ်လို့မြောက်ပိုင်းညီနောင်၃ဘွဲ့နဲ့စစ်ကောင်စီတို့အကြားထိတွေ့တိုက်ပွဲတွေလည်း အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာရှိတဲ့မြသိန်းတန်ဖခင်နဲ့ဘုံကြီးเจ้าကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒါလို့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဘုံကြီးเจ้าဆောင်နှစ်ခုစလုံးပျက်စီးသွားခဲ့တယ်လို့အပြင်ဦးလုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုစစ်ကောင်စီတပ်ကမနေ့ကဇွန်လ3ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်မှာဂျက်တိုက်လေယာဉ်တွေအုံပြုတ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်စစ်ကောင်စီကငလင်းတန်းတင့်ဒေတာတွေမှာပြန်လဲထူထောင်ရေးလုပ်နိုင်မှုရွေးကောက်ပွဲကျင်းပနိုင်မှုဆိုပြီးတော့ဇွန်လကုန်အထိအပြည့်ရတတန်းတိုးထားပေမဲ့ငလင်းလှုပ်ခဲ့တဲ့နေ့ကစပြီးတော့ဒီကနေ့အထိနေ့စဉ်လေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာစစ်ကောင်စီဘက်ကအမှတ်32ရဲတပ်ရင်းနဲ့ဒညဝရီရဲတပ်ဌာနချုပ်ကနေပြီးတော့လက်နက်ကြီးတွေနဲ့အများပြားပစ်ခတ်နေပါတယ်။ RK တပ်တော်ကတော့ ထိုးစစ်ကိုယာယီရနှားထားတယ်လို့ဆိုပါတယ်အရင်လားတွေတုန်းကအပြစ်ရထားတဲ့ကာလတွေမှာစစ်ကောင်စီကလက်ခမော်ရွာကို drone နဲ့ပုံကျဲလို့ရွာထဲမှာရှိတဲ့ဒေသခံအမျိုးသမီး၃ယောက်သေဆုံးသွားပါတယ်ငလီလှုပ်ပြီးတဲ့နောက်အေဗီလာနဲ့မေလာအတွင်းမှာစစ်ကောင်စီကအပြစ်ရကြေညာထားတယ်လို့ညီနောင်မဟာမိတ်၃ဘက်ကလည်းအပြစ်ခတ်ရက်စဲထားကြောင်းကြေညာထားပါတယ်အခုဇွန်လကုန်အထိလည်းတက်တန်းတုတ်ထားကြပါတယ်ဒါပေမဲ့ နှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေကိုဆက်လုပ်နေကြပါတယ်စစ်ကောင်စီကတော့မြန်မာနိုင်ငံနေရာအနှံ့အပြားမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုနေတိုင်းပြုလုပ်နေပါတယ်နောက်ချုံမြို့ TNLA ထိန်းချုပ်ထားတဲ့တပ်စခန်းတွေကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်တောင်ခမ်းနဲ့နောင်ချိုကြားမှာရှိတဲ့ရှောက်ချုံကျေးရွာနဲ့ကန်ကြီးကျေးရွာတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေတာရင်းမီဒီယာတွေမှာဖော်ပြထားပါတယ်တိုက်ပွဲဆက်ဖြစ်တဲ့မနေ့ကဇွန်လ3ရက်နေ့မှာတော့စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ drone ဘုံ30ကျော် လာကျဲတယ်လို့ဆိုပါတယ်။တစ်တုံညာနယ်ခွန်ဆက်စပ်ရေးမှာရရှိခဲ့တဲ့တရားဒလီထိမ့်ချုပ်ထားရာနောင်ချိုမြို့ကို ပြန်ရဖို့အတွက်စစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုလုပ်နေတာပါ။ဇွန်လ3ရက်နေ့နေ့လယ်တနာရီမှာကချင်ပြည်နယ်ဖားကံမြို့လုံခင်းကျေးရွာအုပ်စုစုဆောင်ချိန်ကျေးရွာတွေကကြောက်မြက်ကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းမှာအင်အားပြင်းတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူနှစ်ဦးသေဆုံးခဲ့ပါတယ်။10ဦးခန့်ထပ်ပြီးတော့ဒဏ်ရာရခဲ့တယ်လို့လည်းဒေသခံတအူးကအတည်ပြုပါတယ်။ကုမ္ပဏီဝန်ထမ်းကိုယ်စားလှယ်တအူးက ဝန်ထမ်းတစ်ယောက်ရုပ်လောင်းတွေကိုတွေ့ထားပြီးတော့ဒဏ်ရာရတာက၁၀ရာလောက်ရှိကြောင်းပြောပါတယ်အဲ့ဒီပောက်ကွဲမှုဟာစစ်ကောင်စီဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲတာဖြစ်တယ်လို့အဲ့ဒီဒေသခံကအတည်ပြုထားပါတယ်အဲ့ဒီလက်နက်ကြီးဟာကြောက်တူးဖော်ဖို့တုံးတဲ့ဖောက်ခွဲရန်နေထားရနေရာကိုကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ပြင်းထန်ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်သွားခဲ့တာပါကုမ္ပဏီရဲ့အဆောင်တွေအလုံးအမိုးတွေပွင့်ပျက်စီးခဲ့ပြီးတော့ပေ40လောက်ကျတဲ့ကျင်းကြီးတစ်ခုဖြစ်သွားတယ်လို့ပြောထားပါဗျာ ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့အရေးပါတဲ့တိဘောဘိုးစခန်းကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဒီနေ့ညနေပိုင်းမှာသိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကနေပြီးတော့ TM Media ကိုအတည်ပြုပါတယ်စစ်ကောင်စီလေတပ်ကလေကြောင်းပစ်ကူတွေပေးခဲ့ပေမဲ့ KNU နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ဒီကနေ့ညနေပိုင်းမှာတိဘောဘိုးစခန်းကစစ်ကောင်စီတပ်သားတွေဟာအလံပြူထွန်ပြီးတော့အရှုံးပေးသွားပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား30ကျော်တေဆုံးခဲ့ပြီးတော့90ကျော်လက်နက်ချခဲ့ပါတယ် 120မမအပါဝင်လက်နက်ကြီးတွေနဲ့လက်နက်ခဲယမ်းအများပြားကိုလည်းသိမ့်ပက်ရရှိခဲ့တယ်လို့ Cobra Column 2 Venom စစ်ကြောင်းကထုတ်ပြန်ခဲ့ပါတယ်။တေဘောဘိုးတိုက်ပွဲအတွက်လေကြောင်းကနေပစ်ကူပေးဖို့လာတဲ့စစ်ကောင်စီရဲ့လေယာဉ်ဟာထိုက်နမိတ်နနမိတ်အနည်းကိုရောက်လာတာကြောင့်လေပိုင်နဲ့ကာကွယ်တမ်းမြှုပ်ထိုက်လေတပ်ရဲ့ F16 တိုက်လေယာဉ်နှစ်စီးချက်ချင်းရောက်ရှိလာတယ်လို့လည်းထိုင်းအစိုးရသတင်းဌာန Thai PBS မှာဖော်ပြထားပါတယ်။ဇွန်လ၄ရက်အတွက်နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။